။ဦးကားတော့အเจ้าနဲ့ကိုမဝင်သေးဘဲနဲ့အာဆဲကိုရှာနေပြီးတော့အာဆဲနဲ့တွေ့ရင်ဘလို့နှုတ်ဆက်လိုက်မယ်ဆိုတော့တညာလုံးလေ့ကျင့်တာပါတယ်။ကျောင်းပေါ်မှာသပင်လေးကိုစောက်ပြီးတော့စောက်နေတဲ့အာဆဲကိုတွေးလိုက်ရရင်ပဲတခြားတစ်ယောက်ကိုစောက်နေတာဖြစ်နိုင်တယ်လို့ကိုယ့်ကိုယူဆလိုက်ပြီးတော့အာဆဲကိုမမင်းကြောင်စောင်းပြီးကြော်ဝါလိုက်ပါတယ်။ဒါပေမဲ့အာဆဲကဦးကားတော့ပြေးတက်လိုက်ပြီးတော့ကျောင်းတော့ကြာလို့ပြောနေရမလို့အာဆဲကဦးကားတော့စောက်နေရပါ။အာဆဲကဂျိုးသားကျောင်းနေမင်းနေပေမဲ့ဦးကားတော့ဆိတ်လို့ရှာနေရမလို့ဘာပြန်ပြောရမှန်းမသိဖြစ်နေပါတယ်။အဲ့လိုနဲ့အာဆဲကခန်းထဲဝင်သွားတဲ့အချိန်မှာကျောင်းကတယောက်နဲ့တိုက်မိသွားပြီးတော့အားလုံးကမတူမတန်သလိုဆက်ဆံနေကြပါပဲ။အခုဆိုရင်အာ ဆိုင်လိုတငယ်ချင်းလေးရှိနေပြီမို့လို့အားလုံးသီးခံနာပါတယ်လို့တွေးနေတဲ့အချိန်မှာဘောလုံးမှန်သွားပါတယ်အာယာဆိုင်ဟာစိတ်နဲ့ကြရဲ့ပုံပေါ်နေပြီးတော့မနေ့တော့ကကြောင်းလဲမလားစာလီလဲမပြန်တာမို့လို့ ES ကိုတွားတွေ့ပြီးအငင်းခံနိုင်ရတဲ့အချိန်မှာစိတ်တို့ပြီးတော့ဖုန်းကိုရိုက်ခွဲလိုက်တာလို့တငယ်ချင်းတွေကထင်နေကြပါတယ်အာယာဆိုင်ဟာအတိတ်ကအမတ်တရားတွေကိုပြန်တွေးပြီးတော့ပူဆွေးနေရလို့တငယ်ချင်းတွေကထင်နေမိတယ်တကယ်တော့အာယာဆိုင်ဟာဦးကောင်နဲ့ဂျိုးသားတွေအကြောင်းပြောချင်နေရပါဦးကောင်တော့လည်းအာယာဆိုင်နဲ့တရေအကြောင်းပြောချင်နေပြီးတော့မနေ့တော့မြန်မြန်ဆဆမပြောခဲ့မိလို့နောက်တော့ရနေပါတယ်နေ့လေစားစားချင်ကြရင်တော့စကားသွားပြောရမယ်လို့နေအောင်လုံးကတွေးနေကြပါတယ်အဲ့လိုနဲ့နေ့လေကြ တော့နှစ်အောင်လုံးကတယောက်ခန်းကိုတယောက်လာနေရမလို့တလွဲဖြစ်ကုန်ကြပါပြီ။တကကူရာကန်းလို့မမေးပဲနဲ့ဦးကောင်လို့မေးနေရမလို့တန်းပေါ်တွေကမတည်ဘူးလို့ပြောနေတဲ့အချိန်မှာအာဆေးကလည်းခန်းထဲမှာမရှိပါဘူး။နှစ်ယောက်သားအကြောင်းထဲမှာပတ်ရှာမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ဦးကောင်ကကန်တင်းမှာရှာနေတဲ့အချိန်မှာအာဆေးကမုံစေးတဲ့ကိုရောက်နေပြီးတော့အာဆေးကကန်တင်းကိုရောက်လာတဲ့အချိန်မှာတော့ဦးကောင်ကမုံစေးတဲ့ကိုရောက်နေပါပြီ။ရှာလို့များတဲ့ဆုံးနှစ်ယောက်သားထိုင်ကုန်တစ်ခုစီမှာထိုင်နေကြပြီးတော့သူတို့ထိုင်နေကြတာဒီလိုကြီးပါ။မနေ့တော့ကစကားတွေများကြီးပြောလိုက်ပြီးလို့ဦးကောင်ကရှောင်းနေပြီးတော့အာဆေးကပေါင်းတင်းများမလို့ဦးကောင်ကတကယ်ချင်းစင်းရင်းထဲမှာမပါဘူးလို့အပြန်အလှန်တွေးနေကြပါတယ်။ အဲ့လိုနဲ့နှစ်ယောက်သားကခန်းထဲကိုပြန်တော့မဲ့ချိန်မှပဲတိုက်မိွားပြီးတော့တယောက်ကိုတယောက်တွေ့သွားကြပါတယ်တကယ်တော့နှစ်ယောက်သားကတယောက်ကိုတယောက်ရှောင်နေကြတာမဟုတ်ဘဲနဲ့တယောက်ကိုတယောက်ရှောင်နေကြရလို့သိလဲရတဲ့ချိန်မှာတော့နှစ်ယောက်လုံးကနေရထိုင်ရရခက်ကုန်ပါပြီအဲ့ဒီမှာတန်ရချင်းတွေကတွေ့သွားပြီးတော့မိုးမိုးနဲ့ဦးကာရုံတို့ကနန်းနေကြရလို့ပြောနေရမလို့ဒီလိုဆော်ဒီလိုဘဲကိုနန်းကြလားဆိုပြီးတယောက်နဲ့တယောက်ဖဲနေကြပါတယ်စကားလာမပြောနဲ့ဆိုပြီးနှစ်ယောက်သားကထွက်သွားကြတဲ့ချိန်မှာတော့နှစ်ယောက်လုံးကတကယ်ချစ်နေကြရပဲလို့တန်ရချင်းတွေကထင်သွားကြပါတယ်ဦးကာရုံကအင်တာထဲကိုရောက်နေပြီးတော့ရှူးပေါင်းနေတဲ့ချိန်မှာသုံးတစ်ခုကိုသတိထားမိသွားပါတယ်မိုးမိုးရဲ့ဘဲသစ်ကဘယ်လိုပုံစံလဲလို့မေးနေကြတာမလို့ ငယ်ချင်းကပြောရနေပြီးတော့ဟိုမှာလာပြီးအဲ့တယောက်ပဲလို့ပြလိုက်ပါတယ်။ဥကာရုံကြီးကရောက်လာပြီးတော့အရေးတရှိပြောစရာရှိရလို့ပြောနေရင်ပဲအာဆေးကဥကာရုံကိုမောင်းထုတ်နေပါတယ်။ဥကာရုံကတကယ်အရေးကြီးရလို့ပြောနေရင်ပဲအာဆေးကတငယ်ချင်းနေရှိမှပိုးစိုးပဆက်ကိုမောင်းထုတ်နေပါတယ်။ဥကာရုံကစကားလာမပြောနဲ့လို့ပြောခဲ့မိရဲ့အတွက်တောင်းပန်လိုက်ပြီးတော့တကယ်ကအာဆေးကိုစကားရင်းအများကြီးပြောချင်နေရပါလို့ပြောလိုက်တာမို့လို့တငယ်ချင်းတွေကကြွေကုန်ကြပါပြီ။ဒါပေမဲ့အာဆေးကခါခါသီးသီးဖြစ်နေရမို့လို့သူနဲ့တငယ်ချင်းဖြစ်ရတာဒီတော့တော့မဲ့ဆက်ဆက်ကောင်းတာလားလို့မေးလိုက်ပြီးတော့ဥကာရုံကခန်းရှိကနေထွက်သွားပါတယ်။ကြီးစားမို့ဝင်လဲအဲ့လိုကြီးတော့မောင်းထုတ်စရာမလိုပါဘူးလို့တငယ်ချင်းတွေကအာဆေးကိုပြောဝင်ကြပါ ါပြီ။ကြောင်စင်းတဲ့အချိန်မှာအိုကာရောကစော်လေးတောင်နဲ့တိုက်မိပါပြီးတော့စော်လေးကအိုကာရောအစင်ပြေလာလို့မင်းနေပါတယ်။လူအိတ်ထဲမှာရေပလင်းပါလာမလို့နာဝါသီလာလို့စော်လေးကမင်းနေတဲ့အချိန်မှာလေးချင်းကနေလောက်ထားမလို့မနာပါဘူးလို့အိုကာရောကပြန်ပြေလဲပါတယ်။စော်လေးကအိုကာရောရဲ့လက်ကိုကမ်းပြီးတော့တောင်းမဲ့လိုက်တဲ့အချိန်မှာစိတ်တဲမထားပါနဲ့ကျွန်တော်မားတာပါလို့အိုကာရောကပြောလိုက်တာမလို့အိုကာရောကအယံကိုကျင်နာတတ်တာပဲလို့စော်လေးကပြောနေပါတယ်။အဲဆဲကအပြစ်ရှိတယ်လို့ခံစားနေရပြီးတော့အကြည့်ဆိုင်နေတဲ့အိုကာရောတို့တွေးလိုက်ရတဲ့အချိန်မှာအိုကာရောမှာတငယ်ချင်းမရှိဘူးမဟုတ်လား။ကောင်မလေးကချစ်စရာလေးလို့တွေးနေပါတယ်။ဒါပေမဲ့စော်လေးကအဲ့ငါပေါ်ကသူ့လို့ချစ်စရာကောင်းတဲ့မိန်းကလေးမျိုးနဲ့ဘဝ ွားမှာတစ်ခါမှစကားပြောဦးမှာမဟုတ်တယ်လို့ကိုင်နာလည်းခံရဘူးမှာမဟုတ်ဘူးလို့ပြောနေပြီးတော့ခုဆိုရင်အဲ့လေးလုံးကောင်ကအိမ်မက်တွေမန်းနေလောက်ပြီးတော့ပြောနေရမလို့အာဆဲကစော်လေးကိုဇလုံနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဦးကာတို့ကစော်လေးကိုတွေ့သွားပြီးတော့သူနဲ့တိုက်မိရဲ့ effect ကအခုမှစဝင်လာတာလို့တွေးနေပါတယ်။အာဆဲကဦးကာတို့အိမ်တူတူပြန်ကြဖို့ပြောလိုက်ပြီးတော့တချို့ငတုံးမတွေကကောင်လေးတွေကြွေကြလာတာထက်ဇလုံကြီးကြလာတာနဲ့ပဲထိုက်တန်တယ်လို့ပြောပြီးတော့ထွက်သွားပါတယ်။အာဆဲကအခန်းထဲကပြုတ်မှုအတွက်တောင်းပန်လာပြီးတော့ဦးကာအောင်နဲ့တငယ်ချင်းဖြစ်ရတာဆက်စရာမဟုတ်ပါဘူး။တငယ်ချင်းတွေရှေ့မှာနမ်းမိတယ်လို့ဖြစ်သွားမှာလို့ရှက်နေကြရပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးကာတို့ကအဲ့ဒါအရေးမကြီးဘူး။ အိတ်တဲ့ရေးကြည့်ရရှိသေးရလို့ပြောလိုက်တာမို့လို့ရေးမကြည့်ဘူးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကိုခံစားနေရလို့အာဆရာပြန်ပြောလိုက်ပါတယ်တာဝဘွားတို့ကြီးကသေသွားပြီမဲ့ဂွေးစီးတွေကပြောင်းနေတော့လို့ဦးကာရောကပြောလိုက်တဲ့အချိန်မှာအဲ့ဒါကြောင့်မို့လို့ဂွေးစီးတွေကိုပြခိုင်းတာလို့ဆယ်ကောကပြောနေပါတယ်အချောင်းတော့ရှိသေးရလို့ဦးကာရောကပြောလိုက်တဲ့အချိန်မှာအချောင်းတွေအလုံးတွေလုံးမနေနဲ့နင်းကမုံလာဦးတေးသေးလေးလောက်ပဲလို့ဆယ်ကောကပြောနေပါတယ်ဆယ်ကောကဦးကာရောရဲ့ဝိညာဉ်ကိုကြည့်လိုက်တဲ့အချိန်မှာတစုံတစ်ခုဝင်နေရအောင်တတိထားမိသွားပြီးတော့အာဆဲကိုရေးစက်လုံးရဲ့အယုတ်တယုတ်ရဲ့အဆောင်အစာရဲ့ယူခံလိုက်ပါတယ်အဲ့လိုနဲ့ဦးကာရောကရေးစက်လုံးထဲကိုခြေထောက်ဆိုင်လိုက်ပြီးတော့အာဆဲကအယုတ်နဲ့စာရဲကိုပြင်ထားပါတယ်ဆယ်ကို ကလေမော်တီပုတ်ကောင်လို့អော်လိုက်ပြီးတော့ရဲတောင်ကြီးနဲ့ဥကားရုံရိုက်လိုက်တဲ့အချိန်မှာလန်ဝါမိမယ်စကားပြောနေလို့ပြောပြီးတော့ထပ်ရပလိုက်ပါတယ်ရဲတောင်နဲ့ရိုက်လိုက်တဲ့အချိန်မှာအာဆဲကဥကားရုံရဲ့ကိုယ်ထဲမှာអော်အားတစ်ခုကိုတွေးလိုက်ပြီးတော့ဒီတစ်ခါရိုက်လို့ပေါ်လာရင်ဆွဲထုတ်လိုက်လို့ဆယ်ခိုးကပြောလိုက်ပါတယ်အဲ့လိုနဲ့ဆယ်ခိုးကရဲတောင်နဲ့ရိုက်လိုက်ပြီးတော့အာဆဲကဆွဲထုတ်လိုက်ရင်ပဲအပြင်ကိုရောက်တဲ့အချိန်မှာလွတ်သွားပါတယ်အဲ့အချိန်မှာအဆောင်စာဝဲကပျက်စီးသွားပြီးတော့ចောင်ယုံကြီးကအသက်ဝင်လာတာမို့လို့ဆယ်ခိုးကចောင်ယုံကြီးကိုလိုက်ကျုံးပါပြီအာဆဲတို့ကလည်းရှာလို့မရရဲ့ဆိုပါဝါနဲ့អော်ရာကိုအာယုံခံလိုက်ပြီးတော့အခန်းတစ်ခန်းထဲမှာပြန်တွေးလိုက်ရတဲ့အချိန်မှာလက်နဲ့ဖမ်းပလိုက်ပါတယ်အကားဖွင့်လိုက်တဲ့အချိန်မှာအားလုံးသက်ပြစ်မယ်လို့ចောင်ယုံကြီးက အော်နေပါတယ်တကယ်တော့ဒီအကြောင်းကတာဝဘွားတို့ကြီးဖြစ်ပြီးတော့တာဝဘွားတို့ကြီးကသေဝါးကြီးမဟုတ်ဘူးလားလို့အာဆဲတို့ကမေးလိုက်ပါတယ်ခေဘောက်ကိုဖျက်ကာနေမှာတာဝဘွားတို့ကြီးကဥကာရောဝင်ပူးလိုက်ပြီးတော့သေလူနီဘာဖြစ်သွားတာမို့လို့အော်ဒါပျောက်လို့နီဘာဖြစ်နေရပါပါဝါတွေပြန်ပြေးလာတဲ့အချိန်ကျရင်သုံးအောင်လုံးတက်ပြေးမယ်လို့တာဝဘွားတို့ကြီးကပြောနေပါတယ်ဥကာရောကဂွေးစီတွေကိုပြန်ပေးလို့ပြောနေမယ်တာဝဘွားတို့ကြီးကသူသင်ဂွေးစီပါပျောက်အောင်မှာမိဖို့ကြောင့်နေရဓာတ်ချောင်းသွားယူပြီးတော့ဒီအယူမနဲ့ကိုတက်လိုက်လို့ဥကာရောပြောနေပါတယ်ဥကာရောကဒေါ်ရရဲ့ထွက်လာပြီးတော့တာဝဖုန်ပြောင်းသွားတာမို့လို့တာဝဘွားတို့ကြီးမရှိဘဲနဲ့တာဝဖုန်ဘလို့သုံးလိုက်နိုင်တယ်လို့အာဆဲကမေးနေပါတယ်ဒါက မိစားတွေကိုနေနဲ့ရက်တောင်ဖြစ်ပြီးတော့ရိုက်လိုက်တဲ့အချိန်မှာတာဝဘွားတို့ကြီးကတင်းခန့်နေရမလို့စိတ်ပဲထွက်သွားပြီးတော့ရုပ်ကကြံခဲ့ရပါစိတ်နဲ့ရုပ်ကိုပြန်ပါဝင်နိုင်တာသူတယောက်ပဲရှိရလို့ဆယ်ခေါကပြောနေပြီးတော့ဘသူကအသာစီးရနေပြီလဲသိလားလို့တာဝဘွားတို့ကိုမေးလိုက်ပါတယ်တာဝဘွားတို့ကြီးကကြောက်ပါပြီဆရာမလို့ပြောနေပြီမဲ့ဆယ်ခေါကတာဝဘွားတို့ကိုလိုက်ကြုံနေပါပြီအားဆဲကဆယ်ခေါကိုတားလိုက်ပြီးတော့သေွားတဲ့မိန်းကလေးပုံမှာထားတဲ့ကိုချင်းစာစီကအတူတူပဲမို့လို့တာဝဘွားတို့ကိုမမောမအောင်လို့ပြောလိုက်ပါတယ်ဦးကာရုံရဲ့ဂွေးစီးတွေကိုပြန်ပေးရင်တာဝဘွားတို့ကြီးရဲ့ပါဝါတွေကိုပြန်ပေးမယ်လို့အားဆဲကပြောလိုက်တဲ့အချိန်မှာတာဝဘွားတို့ကြီးကသဘောတူလိုက်ပါတယ်ဒါပေမဲ့ဂွေးစီးတွေက ဒီမှာမရှိဘဲနဲ့တနေရာမှာကြားခဲ့ပြီးတော့တာအိုဘွားတို့ရပြောလိုက်တာမလို့အိုဂါရွန်တို့ကတော့တိုင်ပတ်ပါပြီအဲ့လိုနဲ့ဒါရတဲ့ episode 5ကတော့ဒီမှာပဲပြီးရပါတယ်နောက်ထပ်လာမယ့် episode မှာတော့ကြောင်းအောင်လိုက်လာတဲ့တာအိုဘွားတို့ကြီးနဲ့အိုဂါရွန်ရဲ့ဂွေးစီတလုံးရတာတဲ့ကဘာမျိုးမိစားရဲ့လက်ကနေကယ်နေမဲ့ရွေးချယ်ခံအိုင်ဒါကိုတွေ့ရမှာပါကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်